မင်္ဂလာညချမ်းလေးပါခင်ဗျာဒီကနေ့ညမှာတော့စာရေးဆရာလွင်ဦးဟန်ရေးသားထားတဲ့တီတောင်ကို မောင်ဖြူပါမယ်ဆိုတဲ့ဇာတ်လမ်းလေးကိုရွေးချယ်တင်ဆက်ပေးသွားမှာပဲဖြစ်ပါရခင်ဗျာနားဆင်ခံစားကြည့်ကြပါအောင်ခင်ဗျာတုတ်ကြီးဆိုတဲ့အတိုင်းကုလုံးတုတ်တုတ်ဇက်ပူပူနဲ့လမ်းလျှောက်ရင် လက်ကားရဇက်ကလည်းမော့ထားသေးတော့နမယ်နဲ့အလွန်လိုက်ဖက်လှပေးတယ် အဝေအောင်ဆိုတဲ့တုတ်ကြီးရဲ့နာမည်အရင်းကလူနဲ့မလိုက်အောင်နှုတ်ရလွန်ပေမဲ့လူသိထင်ရှားတဲ့နာမည်ကတော့တုတ်ကြီးပေါ့တုတ်ကြီးနေတဲ့ရက်ကွက်ကလူရန်စာဆုံးပါတယ်တုတ်ကြီးတို့လမ်းထဲမှာတင်တင်မောတာကအစဇိန်ကောင်းအဆုံးရှိကြတယ်တုတ်ကြီးအသက်ကအလွန်ဆုံးရှိမှ73နှစ်သားသားခလေးမျက်နှာနဲ့လူကြီးခန္ဓာကိုဖြစ်နေတာမို့အလွန်ကြည်ရဆိုးပါတယ်တုတ်ကြီးမှာမွေးချင်းဆိုလို့အကူတယောက်သာရှိလေတယ်။တုတ်ကြီးအဖေကအလက်သမားဆရာ အမေကအကြော်ရောင်းပြီးတော့အကူအကြီးဆုံးဖြစ်သူကဖခင်နဲ့အတူ လက်သမားအလုပ်ကိုဝိုင်းကူလှုပ်ရင်းမိသားစုဝမ်းစာကိုရှာဖွေကြပါတယ်။ခလေးဘူဖြစ်နေတဲ့တုတ်ကြီးမှာတော့စိုးကျင်တိုင်းစိုးပေကျင်တိုင်းပေအားငါးရန်းနဲ့ကြောင်းပြီးသွားပါတော့တယ်။ဒါပေမဲ့လည်းမိဘစီကမုတ်ဖို့တော့ဘရောမှလက်ဖြတ်မတောင်းတတ်ပဲကြုံရကြပန်းအလုပ်ကိုကူညီလောက်ကန်ပေးရင်အတုံးစေးရှာဖွေတတ်တဲ့တုတ်ကြီးကိုတော့အမှန်ပဲချီးမွမ်းရပါလိမ့်မယ်။ တုတ်ကြီးအလုတ်ကလည်းခက်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 မဟုတ်လက်ထဲမှာသုံးဆရာပြက်ရင်မြောင်းတကလှဲ့ပြီးတော့ငရှင်းမြားရောက်နေပတ်စံထောင်ပြစ်တယ်တရေခွင်းပြစ်တယ်အနိုင်ရထားတဲ့တရေခွင်းတွေကိုဆိုင်ထက်ဈေးတင်ပြီးတော့ကစားနေတဲ့နေရာမှာတင်ပြန်ရောက်နေအဲ့ဒါထက်မျိုးမျိုးမြမြရနိုင်စရာကဖခင် အလုတ်ခွင်နေရာကိုလိုက်သွားပြီးတော့တစ်တူတစ်ဆများဖြတ်ဆများရေပေါ်ဆများကိုကောက်လာပြီးတော့လမ်းတကလှဲ့ရောက်လာပါပဲ။ မေထမင်းကြပြီလားမကြသေးဘူးအစိုးရရှိသေးတာစာနေထမင်းကြတော့ရှိတယ်အတော်ပဲနည်းနည်းရေးသွားမယ်ဟဲ့ထမင်းစားမလို့မဟုတ်ဘူးလားဘာလို့မလို့လဲအင်းရှိမြောင်းထဲမှာငင်းရသားပေါက်လေးတွေ့တယ်အမေရထမင်းကျဲပြီးတော့ဇာချင်အောင်နဲ့ဖမ်းမလို့နင်းဟာလေသူများမိသားစုကိုဖျက်လို့ဖျက်စီလှုပ်ချင်တဲ့အကောင်ပဲအမပြီးရင်အမေတို့ပဲခေါင်းမဖော်အောင်စားလာဟဲ့မလုံနဲ့ငါမစားဘူး ကျွန်တော်မဖမ်းလဲသူများလာဖမ်းမှာပဲမယုံရင်ကြည်နေညကြရင်ရှော့သမားကြီးလာလိုက်မယ်အဲ့ဒီခါကျရင်အမေအကောင်တွေအကုန်သေးကုန်ပါကိုမစားရပဲသူများစားသွားမှာပေါ့ဗျာငရန့်ခေါင်းတူကချိုးမချိုးမီးဖုတ်ပြီးငပိရေရဲထဲ့ဖြော်လိုက်ရင်ဘိုက်တော်စားလာပြီဟဲ့နင်ပြောတယ်ရှော့သမားဆိုတာဘာလဲဟဲ့အမေကလည်းဗီဒီယိုနဲ့ရှော့ရိုက်ပြီးတော့ဖမ်းတာလေยีบีဆိုပြီးတော့အတန်အမေမကြောက်လားသူ့ဟာသူဘလို့ဖမ်းဖမ်းနင်သွားမဖမ်းနဲ့ ကြားလာနေတော့မရထမင်းနဲ့လက်တဆုပ်တောင်းတာ ਉਹ ပဲတရားချနေလိုက်တာမေတီလာရှင်ကြားနေရပဲငါရောင်းမားနဲ့ကောက်ပြစ်လိုက်ရလို့အခုလိုမိုးရင်းကတုတ်ကြီးအတွက် လက်ဖြားငွေသီးတဲ့ကာလတုတ်ကြီးတို့လမ်းကအနှိပ်ပိုင်းဆိုတော့မိုးရွာလိုက်တာနဲ့ရေကပေါင်းလေအထိမြုပ်ပြီးချောင်းနာကတ်နေတဲ့အပြင်ကန်ဒရိုက်တိုက်တွေကရေမြောင်းတွေပိတ်ဆို့ပြီးတော့စောင့်နေကြတော့လမ်းပေါ်ရေတင်တာတော့မဆန်းတော့ပါဘူး အခုလိုရေကြီးပြီဆိုရင်တော်ရုံလူတွေကဈေးမသွားကြတော့ဘူးလိုအပ်တာလေးတွေကိုတုတ်ကြီးကိုပဲဝယ်ခိုင်းကြပါတယ်ပေါင်လေလောက်ရှိတဲ့ရေတွေရှောက်ဖို့ဆိုတာကလည်းလွယ်တဲ့ကိစ္စတော့မဟုတ်ဘူးအိမ်သားတွေကနေဘောလုံးမျောလာတဲ့မစင်နှုံးတွေကိုရှောင်ရတာကတမျိုးကြွက်တွေမွေတွေရေကူးပြိုင်နေကြတာကိုရှောင်ရတာကတလို့ပေါင်လေအထိရေရဆိုတော့ရားကြီးကြီးဖြစ်နေတာကိုမခံနိုင်ကတဖုံးဆိုတော့ဘသူမှအိမ်ပြင်မထွက်ကြပဲတုတ်ကြီးကိုလက်တို့လက်တောင်းအဝဲတော်လွှတ်ရတာပေါ့တင်မောသားအိမ်ကကားကို လမ်းထက်ရောက်အောင်တွန်းပေးရတဲ့နေ့ဆိုရင်တုတ်ကြီးအတွက်အဆင်ကိုပြေလို့လမ်းထဲကငယ်နိုင်၃လျောက်ကိုမုတ်ဖိုးလေးနည်းနည်းပါးပါးပေးပြီးတော့ကူတွန်းခိုင်းလိုက်ရုံသာတုတ်ကြီးရေဂျာဘာခိုင်းမလို့လဲဦးလေးဟဲ့ဟဲ့တော်သိန်းဆိုင်ကတလုံးတော့သွားဆွဲပြီပေါ့ကွာဟာကျွန်တော်မအောက်ပြအရက်ဆိုင်ဆိုမသွားခြင်းမင်းကလည်းလောက်ပါကွာ ငှုပ်ဖို့ပေးပါမယ်။ကို့ဘာသာသွားပါလားဦးလီယာ။ငါမျှော့ကြောက်လို့ပါကွ။ဒီရဲထဲမှာမျှော့မရှိဘူးဗျ။ဒါဆိုလဲမွေကွာ။မွေပေးဦးဗျာ။အရက်ဆိုင်မသွားချင်ပါဘူးစု။မင်းကလည်းအဖို့လေးပြောမနေနဲ့။ပိုသိမ်းမောသားဝယ်ခိုင်းတဲ့အရေးကြတော့ဝယ်ပေးတယ်မဟုတ်လား။သူဝယ်ခိုင်းတဲ့နေရာအရက်ဆိုင်မဟုတ်ဘူးဗျ။ဒါပြဘာဆိုင်လဲ။စတိုးဆိုင်ဗျ။ဘဲဆိုင်မှာရောင်းရောင်းအရက်ကအရက်ပါကွာ။ မတူဘူးဗျ။ဟိုတင်းမောသားဥလိဝယ်ခိုင်းတာကနိုင်ငံခြားအရက်ပလင်ဗျ။ခတ်တော့တာပဲ။ဒီမှာတုတ်ကြီးနိုင်ငံခြားအရက်လည်းမူးတာပဲ။တောအရက်လည်းမူးတာပဲ။မူးတာချင်းအတူတူတလုံးပိုမရှူချင်စားမှနဲ့ကွာ။လာပါကွာလှုပ်ဆမ်းပါ။ဟာဗျာ။ဥလိရက်ကပလတ်စတစ်အိမ်နဲ့ထည့်ပေးတာဗျ။လူမြင်သူမြင်လို့တော့မကောင်း။ပြီးတော့အင်ဂျီတဲကိုဖွက်တရတာ။မလုံလို့ရှိရင်ချင်းစုတ်တော့ကနန်းသေး။ဟဲ့ကွာ။မဝယ်ပေးချင်လဲနေတော့ အရက်ကိုချင်ဆုပ်ဆုပ်လို့တော့မပြောနဲ့မင်းအဖေကမှထွေးညိုချတာနားလဲလားကျွန်တော်အဖေထွေးညိုပဲချာချာထွေးညိုရဲ့အမှပဲချာချာဦးလေးမိမအောင်မချရင်ပြီးရောမဟုတ်လားခွေးတောင်းစားမင်းနွန်းလာပြီမရိုင်းလိုက်တောင်းဖတ်သွားစမ်းအင်းတုတ်ကြီးတော့က90မျိုး100မျိုးလောက်ပြီးမဲ့သူကြတော့အตาလေးရှောင်ထွက်တက်တယ် တုတ်ကြီးရားကိုနင့်ဘာတွေလုပ်နေရလဲဒီနေ့ရေပြန်ကြမယ်လေအကိုအဲ့ဒါမြောင်းကြီးအဆက်မှာငါးသွားထောင်မလို့ချင်းအောင်ဖြတ်နေတာဟာဟဲ့အောင်အဲ့ဒါအမေတို့အိတ်တဲ့ချင်းအောင်မဟုတ်လားဟုတ်တယ်လေပြဿနာတက်တော့မှာပဲသွားပြန်ထားလိုက်ဆံကွာအကိုကလည်းအဲ့ဒီချင်းအောင်ကအဟောင်းကြီးပါဗျဟောင်းမိမ့်မယ်တုံးလို့ရနေတာပဲကွာပြန်ချုပ်လိုက်ရင်ရပါတယ်အကိုရား ဟိုဘက်လန်ကမတ်ပေါအင်းကြီးချိုးတဲ့ဆိုင်မှာပြန်ချုပ်ခန်းလိုက်မှာပေါ့မင်း9000တာစားမလို့ပါဘူးကွာချက်နောင်တလုံးတန်ဖို့ကနဲတာမဟုတ်ဘူးမင်းငါးတွေကနောက်ဖေးလမ်းကျို့လမ်းကြားကနေရလာမယ်ငါးတွေကွာဖီးပြောရင်းနဲ့တော့ယွန်းစရာကောင်းလိုက်တာဘာရဲ့ယွန်းစရာကောင်းတယ်ဟုတ်လားအကူမင်းညက်နေရကောင်းလိုက်တာကောင်းလိုက်တာဆိုပြီးတော့အတကုံတီးတဲ့ငါးကဘယ်ရရတယ်ထင်လဲအမေဈေးကဝယ်ထားတာပေါ့ကွာဟုတ်ပါလိမ့်မယ်အာကြီးကြီး အဲ့ဒီနေ့လေကအမေအိတ်နေတော့နောက်ဖေးရေကပြင်ကနေထိုင်များထားတာအိမ်သားမှဆိုငားတွေအများကြီးပဲကျွန်တော်အိမ်သားတက်ရင်အောက်မှာဝုန်းတိုင်းကိုကျဲနေတာထွီးအတုံးကြီးတော်တော့တုတ်ကြီးလူပြိုပေါက်အရွယ်16နှစ်အရောက်မှာ အကူဖြစ်သူအိမ်အောင်ကြာသွားပါတယ်အိမ်အောင်ကြာပဲမဲ့အိမ်အောင်မခွဲဘဲနဲ့တအိမ်ထဲပေါင်းနေကြတော့ တုတ်ကြီးခမရအဲ့ရဗိမှန်ပုံပြောက်ပြီးနောက်ခွေမိဖို့ကြောင့်လေးမှာစံစားရပါတော့တယ်အင်းရှိခမတုတ်ကြီးမိပါရိအိတ်ကြပြီးအလေခမ်းမှာအကိုလင်မရနောက်ခွေမိဖို့ကြောင့်လေးမှာတုတ်ကြီးပေါ့အမ်ဒါပဲမဲ့တုတ်ကြီးကတော့အဲ့ဒီနေရာက ပြောင်းရမှာတော့စိုးရိမ်နေမိတယ်သူ့အတွက်ကအကိုတို့လင်မရရဲ့ချစ်တင်နှောကန်းကိုညစဉ်ညတိုင်းဖျံကြားနေချောင်းမွေရတဲ့အတွက်ဟိုကားဒီကားကိုငွေကုန်ကြီးကြခံပြီးတော့ခိုးကြောင်ခိုးဝက်ကြည့်စရာမလိုတော့ဘူးပေါ့လေ ။လုံကြီးမြက်ကွင်းနေလဲကြာလောက်ပါလား။အဲ့ရင်မဟုတ်ပါလား။အဲ့ရင်မဟုတ်ပါဘူးဖေဟာ။ချင်းတွေကတညလုံးလှိတ်ကိုက်နေတာဗျ။ဒီမှာကြည့်ပါလား။ချင်းကိုက်ဖို့လေနေမှမနေတာ။နေပါဦးကွာ။ချင်းကကြောကုန်းတို့မျက်နာတို့ကိုက်တယ်ဆိုရင် ဟုတ်သေး။မင်းဟာက ပေါင်ချံအထိပါကိုက်တယ်ဆိုတာတော့မဟုတ်သေးပါဘူး။အိမ်မှာတော့ဘယ်လုံတော့မလဲဖေရ။ဖင်ပေါ်ရင်ဖင်ကိုက်မှာပေါ့။ဟိုဟာပေါ်ရင်ဟိုဟာကိုက်မှာပေါ့။ ဘယ်နာပဲကြိုက်ဆိုပြီးတော့နေရာမှတ်ထားပေးလို့မှမရတာမအိတ်ခင်ခြေနှောင်ကိုတိတိကျကျခါခြေနှောင်ဖေးကပ်မိနေဟုတ်ကဲ့ဖေးတကယ်ကခြေနှောင်ကနေတဲ့ဖြစ်မြင်ငွေမရှင်းတော့ကြောက်ခြေနှောင်အပြင်ထွက်ပြီးပစူးချုံချောင်းရတဲ့ဖြစ်အောက်မှလွတ်နေတဲ့နေရာကိုရှင်ကဝင်ဆွဲပါတော့တယ်ထယံကိုဂတ်တူစက်ကူတွေကာထားပေမဲ့ညံကြီးရှင် မောင်တုတ်ကြီးကအခန်းထဲကိုဝင်ပြီးရုပ်ရှင် ကြော်ညာပိုစတာက မင်းသားကြော်ရဲအောင်ရဲ့မျက်လုံးကိုမတိမတာထိုးဖောက်ထားလေတော့တော်ယုံသတိထားမှသာသိနိုင်ပါလိမ့်မယ်အခုတလောတုတ်ကြီးတယောက်မိမလိုချင်စိတ်ကထိမနိုင် သိမရဖြစ်လာတယ်သူသဘောကျနေတာက6လမ်းထိပ်ကြံ့ရည်ဆိုင်ကဘုဆုံမအသားဖြူဖြူဝဝကက်ကက်လေးပြုံးလိုက်ရင်တရက်လေးအထင်းလို့ကြံ့ရည်ဆိုင်ကဘုဆုံမကိုကြံကြိတ်ကြိတ်ကြံနေတဲ့တုတ်ကြီးမှာတော့ အရင်လိုပေါ်တော်တော်နေလို့မဖြစ်တော့ပေလူလေးစားအောင်လူဟန့်အောင်ဆိုပြီးတော့တက်တူးတွေနေရာအနှံ့ထိုးရတော့တာပေါ့ကွန်းရာကိုပစောင်းမှာခဲလူကိုမိုက်တီမိုက်ကန်ကြည့်ပြီးတော့ကွန်တရွေကိုပြစ်ခနဲ့ထွေးလိုက်တဲ့အချိန်မှာတစ်ဖက်လူက သူ့ကိုကြည့်ပြီးတွန့်ခနဲ့ဖြစ်သွားတဲ့အရာသာကဘာနဲ့မှမလဲနိုင်ဘူးအဲခတ်တာကဘိုးဆုံးမကသူ့ကိုကြည့်ပြီးတော့ကြောက်နေတယ်ဆိုတာကိုတော့တုတ်ကြီးလုံးလုံးကိုမသိတာအပေါင်းအသင်းတွေနဲ့ညက်နေတိုင်းကြံရည်ဆိုင်မှာထိုင်ပြီးတော့ ဘယ်ကောင်းကိုဘလို့ထုပြစ်မယ်ဘလို့ဖျဲလိုက်မယ် ਨੇ ပြောလေဘောဆောင်မမတုတ်ကြီးကိုမကြည့်ရဲလေဖြစ်နေပါတော့တယ်ဘောဆောင်မရဲ့မိဘတွေကငယ်ရာကကြီးလာကြတဲ့သူတွေဆိုတော့သူတို့သမီးကိုတုတ်ကြီး easy ကလေးလာလောက်နေမှန်းကောင်းကောင်းသိရပါ့အန်ဒီတော့လေထုံးစံအတိုင်းအလောက်ကံမရှိတဲ့ယောက်ျားလက်ကျော်မတင်တဲ့ပညာမတတ်တဲ့ယောက်ျားဆိုရင်စိတ်ဝင်စားကြောင်းတမတ်မတော်နိုင်ကြောင်းတွေကိုတုတ်ကြီးချောင်းတမျိုးမချောင်းတမျိုးတူတူရောကြည်ကြော်အတန်လှဲ့မာတော့တယ် အဲတုတ်ကြီးကလည်းခေသူမဟုတ်လေအဲ့ဒီနောက်ပိုင်းမှာတော့ကားမှတ်တိုင်ကနေ6လမ်းထိပ်အထိကြားအောင်လှမ်းအောင်လိုက်တဲ့တုတ်ကြီးရဲ့အောင်မြင်တဲ့အတန်ကိုနေ့တိုင်းကြားနေရပါတော့တယ်ဖျားလမ်းပါသေးလားဆင်းမယ်ဆိုရင်ကြိုးပြင်ထားမယ်ကိုသမတ်ကားဆိုရင် အကြအေးရက်ပေးမယ်နောက်ကားပါလာတယ်ဆရာကြီးခရီးတဲ့အတက်အစင်းကိုစိတ်ဝင်စားသူ့မျက်လုံးတွေကဘုဆုံမှရှိတဲ့ကြံရည်ဆိုင်မှာ ဆင်းမဲ့တက်မဲ့သူမရှိလဲဒီနေရာကိုရောက်ရင်မှတ်တိုင်မှာခဏရက်ပြီးဖို့သူ့เสียရင်မောင်းနဲ့လက်ဝါချင်းရိုက်ပြီးသားဆိုတော့အစင်ကိုပြေးလို့မထာတာရင်နောက်လိုက်လုံရင်ပေါင်းသင်းတွေစုံလာတော့လိုင်းပေါင်းစုံခဏထွေအကောက်ကိုအစံပြူတင်ယူရာကနေဆရာကြီးအစင်မဟုတ်တော့ဆရာလေးတော့ဖြစ်လာခဲ့ပြီဆရာတို့ပြောကျွန်တော်ပေါ်ပေါ်ကြီးကရှဲနှုတ်ပွေလိုချင်လို့တဲ့อืมဘာတော့လဲအခုလားအခုရမလား ခြေနဲ့ချောင်းကြက်တဲ့ချင်းတူပေမဲ့တောင်းတဲ့ကိုလက်နှိုက်လိုက်တာနဲ့ကုိကနဲ့မအော်စရာဘူးလူချင်းနဲ့ပိတ်သားချင်းအတိုင်းလူချင်းနဲ့အချိန်မှာရစီရမယ်အဲ့ဒါကြောင့်ဆရာတော်ကိုအားကိုးရတာပေါ့ဗျာပစ္စည်းရောလူချင်းသေးလားအရွက်ရော တက်ရောအကုန်ရစီရမယ်ဟာလိုင်းဆောင်သားပဲမဟုတ်ရရင်လူချင်းနဲ့ဗျာโอเคရွှေတင်းကားယူမလားယူမယ်ဆရာတော်ကျေးဇူးဗျာအဆင်ပြေသွားပြီတုတ်ကြီးစီလာရင်လူချင်းတာပြောအကုန်ရစီရမယ် အဲတိတ်မကြပါဘူးတုတ်ကြီးတယောက်ကျောင်းတော်ကြီးကိုအလဲတစ်ခေါက်လေးလာရေးထွက်သွားရပါတော့တယ်ကျောင်းတော်ကြီးကပြန်ထွက်လာတော့ဘုဆုံမရဲ့သားအကြီးကလေးနှစ်ကျော်နဲ့အငယ်မလေးကနှစ်နှစ်တောင်ရှိနေပြီနောင်ကျင်သွားတဲ့တုတ်ကြီးကတော့ရဟန်းဘဝကိုကူးပြောင်းလိုက်ပြီပေါ့ဖောင်ထွက်တုတ်ကြီးတက်တူးရင်းနဲ့တုတ်ကြီးသင်္ကန်းနဲ့တောင်မလိုက်ဖက်တဲ့တုတ်ကြီးညက်နေတိုင်းအဘက်ဖြေတဲ့အခါဆိုရင် သူ့အတန်ကအကျယ်ဆုံး ဥစင်းတုတ်ကြီးဥစင်းတန်နည်းနည်းလျှော့လို့မရဘူးလားတပည့်တော်တို့မှအပတ်ဖြစ်ရင်လည်းအလွတ်ရတာတွေတောင်ပျောက်ကုန်တယ်ဥစင်းကလည်းဗျာကျုံမကဖုံးရင်းဝင်နေရပဲမဲ့အရင်ကအကျင့်နေဖျောက်လို့မရသေးဘူးဗျဒီနေ့လဲကြောင်းနောက်ကဓဏိပင်နေမှာအဖူးတွေကစွာနေရနဲ့အလကားဖြစ်မဲ့အတူတူအလှသဘောဆိုပြီးတော့ဓဏိကြီးခံလိုက်သေးတယ်မြတ်စွာဘုရားနောက်မှအာဘက်သိမိဆိုတာသိလိုက်ရလို့မထူးတော့ပါဘူးဆိုပြီးတော့တောက်ချင်တဲ့သူတောက်နိုင်အောင်လို့စာရေးထားခဲ့တယ်ကုသိုလ်ပါဗျာ ဟာအဲ့ဒါဘယ်ဟာလာကုသိုလ်ရမှာလဲဦးစင်းတုတ်ကြီးဟာငရဲပူကြီးတာပေါ့ထင်တော့ထင်သားပဲအဲ့ဒါကြောင့်အော်ဆိုရတာပေါ့အော်ဆိုတာနဲ့ဘာဆိုင်လို့လဲဆိုင်တာပေါ့ဦးစင်းရာကျုပ်အော်ဆိုမှနှက်ကောင်နှက်မြက်တွေကြားတော့မှာပေါ့နို့မို့ဆိုတခြားဖုန်းကြီးတွေအတန်နဲ့ရော်ပြီးတော့ဘယ်ကြားပါမလဲအောင်မလီဗျာ ်သင်္ကန်းကိုဘလောက်လုံအောင်ယုံထားပေမဲ့တက်တူးတွေကပြူးပြဲနေတော့တုတ်ကြီးရဲ့မိဘတွေကိုယ်တိုင်ကသူတို့သားတော်မောင်ဦးစင်းကြီးကိုမျက်နာစိတ်စိတ်ကြည့်ပြီးတော့မပူးရဲကြပါဘူးတခါကြီးဦးစင်းကိုဘာလို့မကြည့်တာလဲမကြည့်ရဲလို့ပါဦးစင်းကြီးရဲ့ဦးစင်းကဘာဖြစ်နေလို့လဲဦးစင်းကဘာမှမဖြစ်ပါဘူးဖုံးကြီးနဲ့မတူဘဲနဲ့တက်ကတော်အကြီးကြီးနဲ့တူနေလို့ပါဗျာ ဆုံးခံအောင်မထွက်ရတော့တဲ့ဦးစင်တုတ်ကြီးအင်ဂူလီမာလာဇက်တော်လိုသူ့တမယလူတွေကဂဲနဲ့ဝိုင်းမပေါက်ကြပါမယ်ပြုံးစစ်စီနဲ့ဝိုင်းကြည့်နေကြတဲ့အပြင်အငယ်ချင်းဟောင်းတွေကကြည်ယူရမှမသိပဲနဲ့အာမနာရှာမကျူးမာရှီလေးရမလားတပွေလောက်ဖန်ပေးပါနဲ့စကြနောက်ကြတော့ငရဲမပေးခြင်းမူဆိုတဲ့အကြောင်းပြချက်နဲ့စွန်းစားဆောင်မှာဆုံးပွဲပြင်တဲ့တာဝန်ကိုယူပြီးတော့ကိုရင်နေတဲ့အတူဝင်လုံနေပါတော့တယ်ဦးစင်ဖျား မနက်ဖျာမွေးနေ့ဆုံးဖုံးပေးဖို့ရှိတယ်။နေ့ဆုံးသွားဖုံးရမယ်။အဲ့ဒါပြင်ထားလိုက်။ဟာတပည့်တော်လိုက်ခဲ့ရမှာလားဖျာ။အလူရှင်ဒကမကိုယ်တိုင်ကဥစဉ်ကိုပါပိတ်ခိုင်းလိုက်တာ။ဟမ်။ဘုရားဒကမလည်းဖျာ။ခြောက်လန်းတဲ့ကဒကမဘုတ်ဆုံးလေ။ဟာတပည့်တော်မလိုက်ဘူးဖျာ။မလိုက်လို့မရဘူးလေ။ဖျားသားတော်ဖြစ်တဲ့တန်ဃာတော်တွေဆိုတာဒကာဒကာမတွေရဲ့ဆုံးကွန်းအလူကို မငင်းပဲကောင်းမှုကွယ်အလူရှင်ရဲ့ဒါနမြောက်အောင်လိုက်ခဲ့မနှက်ပြန်ပြင်ထားလိုက်တပည့်တော်မသွားချင်ပါဘူးဗျာဘာဖြစ်လို့အကြောက်ကငင်းနေရတာလဲဦးစင်အရှင်ဖျားမသိပါဘူးဗျာအေးမသိလဲသိအောင်ပြောစမ်းပါလေဘုဆုံမောက်တပည့်တော်ကတပတ်သက်ကြိုက်ဘူးလေဗျာအဲ့ဒါလူဘွားကလေအခုမြင့်မြတ်တဲ့ရဟန်းဘွားရောက်ပြီပဲ ဘာမှမဆိုင်တော့ဘူးလို့အမှတ်လိုက်ပေါ့စိတ်ထဲကမှတ်လို့မှမရတာဗျာ gain ဖုံဖုံပြောတယ်လို့လို့တကမဘုတ်ဆောင်ကိုမြင်ရင်အသေးချာကြည့်ဖြစ်တယ်ပြက်တယ်ဆိုတာကိုမှတ်မာတုခါမလို့မမြင်မဲနဲ့အည်ပြားကိုဖောက်ပြီးအတွင်းချာချာကြည့်ခန္ဓာကိုယ်ထဲကပိုးတွေအယိုးတွေကိုမြင်အောင်ကြည့်တနေ့ဩရမယ်နာရမယ်တရားတော့မယ်ဆိုတဲ့တရားတွေကိုဖိမှတ်ဒါဆိုရင်ဘာမှစိတ်ထဲမှာမရှိတော့ဘူး gain ဟုံမုံလည်းအလုပ်ရှိသေးတယ်။ဗထင်းပေါက်ကနေအဝေးကိုလှမ်းကြည့်နေတဲ့ဦးစင်းတုတ်ကြီးမှာတော့ကျောင်းနိုင်စရာတော်ကြီးပြောသမျှကိုစဉ်းစားရင်သပင်မရှိတဲ့ကောင်းကိုအပြင်းအမြင်မြည်အောင်ကုတ်နေလေးပြီတည်း။ရှင်မဒီဘက်ကြွပါဘုံစုံမရဲ့အတန်ကိုကြားလိုက်ကြတဲ့ကဦးစင်းတုတ်ကြီးရဲ့အရင်ထဲမှာ ဒိန်ကနေထိုင်ရမလို့ထားရမလို့ဖြစ်လိုက်ပြီထိုင်လေဦးစင်ဆရာတော်ဖရာရဲ့မိတ်လိုက်တန်းကြောင့်အနောက်ကိုလှည့်မကြည့်ပဲရုတ်ချီထိုင်ချလိုက်ပြန်တော့ဦးစင်တပားရဲ့ပေါ့မို့ထိုင်မိရတာအာ sorry ဦးစင်အဲကတော့ဦးစင်ဒီမှာလာထိုင်ဆရာတော်ကြီးကပြုံးပြီးနေရာချပေးမှလွတ်နေတဲ့နေရာကိုဝင်ထိုင်လိုက်ရင်မျက်လွာကိုချထားရပါတော့တယ် တရားပေးဆုံးဖုံးပေးပြီလို့အချူပွဲ ဖုံးပေးနေတဲ့အချိန်မှာဆရာနဲ့တကာအလာပါတလာပါပြောကြတာပေါ့ဦးစင်းကြီးမတွေ့တာတော့ကြာပြီဘုဆုံမအတန်ကိုကြားပေမဲ့မသိကြအောင်ဆောင်းပြီးတော့ရက်နဲ့ क्वे ထားလိုက်တယ်ဦးစင်းဟဲ့ဦးစင်းတို့ကြီးတကာမလေးမင်းနေတယ်လေဟမ်အဲဟုတ်ကဲ့ ရောင်ရောင်အမားမားဖြစ်နေတဲ့ဦးစင်တုတ်ကြီးကိုကြည့်ပြီးဇရာတော်ကြီးကသဘောပေါက်သွားတာနဲ့လမ်းတတိပေးလိုက်ပါတယ်။တရားရှာကိုမာတွေ့တဲ့အတွင်းကိုဖောက် အနှိမ့်စရောက်တဲ့ဇရာတော်ကြီးရဲ့တတိပေးတံကြားတော့မှဦးစင်တုတ်ကြီးလည်းတတိဝင်လာပြီးဘိုးဆုံမကိုအသေးချာစိုက်ကြည့်နေပါတော့တယ်။အင်းငါမယူမိတာမှန်လိုက်တာ ကိုလုံးကြီးကလည်းနဲရည်မဟုတ်ဘူးဒီကိုလုံးကြီးဆိုရင်ငါနိုင်မှာမဟုတ်ဘူးဦးစင်းကြီးတက်တက်လုံးရောဝင်နိုင်ရလားမနိုင်တော့ဘူးနဲရာကြီးမှမဟုတ်တာရှင်ဟာဒီကမကျုပ်ပြောတာအကြာကြီးမဝင်နိုင်ဘူးလို့ပြောတာပါဟဲ့ဦးစင်းတုတ်ကြီးပြောတော့ဖြစ်တက်တက်လုံးဝင်မယ်ဆိုအရှင်ဘုရားမသိပါဘူးဖေဟာအေးမသိလဲပြီးရော တရားသာဖိမှတ်တင်ပါဗျာအင်းရင်သားကြီးတွေဆိုတာကလည်းအဖေးလောက်ကြီးတွေအဲ့နေတော့ဖိမိရင်တော့မုန်းပြီးတော့တည်သွားနိုင်တယ်အခုဘဏ္ဍာရှိပြီလေဦးစင်ကြီးတပိတ်လောက်ရှိပြီအာကျုပ်ကျုပ်တပိတ်မေးချင်ခဲ့တယ်လို့ပြောတာဦးစင်တုတ်ကြီးစွန်စားကြွားတဲ့ဟာတပိတ်ယူလာစရာမလိုဘူးလေ အရှင်ဘုရားမသိပါဘူးဗျာအေးမသိတာပဲကောင်းပါတယ်အမ်ပေါင်လုံးကြီးတွေဆိုတာတုပ်ရနေတာမကြည်နဲ့လို့ပေါင်ချားမှညက်တိုင်အောင်ပြေးနိုင်တယ်ဦးစင်းကြီးရဲ့ခမေးတော်နဲ့မဲတော်ကြောင်းလာကြသေးလားပေါင်ချားထဲမှာညက်ထားဟာမဟုတ်ဘူးကျုပ်ပြောတာအာရှုပ်ကုန်ပြီဦးစင်းတရားကိုမြင်အောင်မကြည့်နိုင်ဘူးပဲ။ အရေးပြားကိုဖောက်ကြည့်ပါကြည်တော့ကြည်တာပါပဲအရှင်ဘုရားအရေးပြားရောအစီတွေပါထုနေတော့အရှင်ဘုရားပြောတဲ့အရိုးတွေကိုအခုထိမမြင်ရသေးဘူးဆရာတော်ကြီးနဲ့ဦးစင်းတုတ်ကြီးတို့ပြောနေတဲ့စကားတွေကိုဘိုးဆောင်မှနားမလဲတော့မျက်လုံးအဝိုင်းသားနဲ့ငေးကြည့်နေပါတယ်အဲ့ဒီအချိန်မှာအိတ်ခမ်းထဲကခလေးငိုတန်ကြလို့ဘိုးဆောင်မှကထိုင်ရာကနေထလိုက်တဲ့အချိန်မှာဘေးတိုက်မြင်လိုက်ရတဲ့ဦးစင်းတုတ်ကြီးမှာတော့ဘာမှမပြောနိုင်တော့ပဲ မျက်လုံးကြီးကိုပြူးလို့ဦးစင်ဟဲ့ဦးစင်တုတ်ကြီးဖះပြန်ကြွားကြမယ်လေမိဘုံပြန်နေလားဖះဟာဘာတွေပြောနေတာလဲဦးစင်အရှင်ဖះမသိပါဘူးဖះအေးဖုံဖုံကမသိတာမဟုတ်ဘူးသိတယ်တရားရှာတဲ့အခါတဏှာနဲ့မကြည့်နဲ့ ်ပင်မဖေဟာအဲ6လလောက်အကြာမှာတော့ဦးစင်းကြီးတပည့်တော်မှဆွန်ဟင်းလာပို့တာပါဗျာဘာအတွက်လဲတကမှာတပည့်တော်မရဲ့အမျိုးသားဆုံးတာဒီနေ့3လပြည့်ပြီလေအဲ့ဒါကြောင့်ဆွန်လာကတ်တာပါအင်းမော်တကမရဲ့တရဝါဆိုတာတည်ချိန်တိုင်ရင်တည်ရမှာပဲ ဖះရှင်တော်မှာလွန်ဆန်လို့မရတာပဲလေကျုပ်လည်းကြားမိကြတဲ့ကစိတ်မကောင်းပါဘူးခလေးနှစ်ယောက်ကသနာเสียပါတက္ကမလည်းလင်သားမရှိတော့ပူဒုက္ခရောက်တာပေါ့ရောက်ပေမဲ့ကံစီမံလာတာပဲဦးစင်းကြီးရဲ့လင်ကံမကောင်းတော့လဲခံရတော့မှာပေါ့ဒီလိုလည်းမဟုတ်သေးပါဘူးလေအရွယ်ရှိသေးတာပဲအာဦးစင်းပြောလို့မသိတာလေပြောမိနေပြီဘာဆုံးဟင်းလဲတက္ကမ ဦးစင်ကြိုက်တဲ့လင်းမွေသားပါဟမ်ကျုပ်လင်းမွေသားကြိုက်တာဒီကမဘလို့သိလဲဦးစင်လူဝတ်တုံးကတပည့်တော်မားတို့ဆိုင်မှာအရက်နဲ့မြည်ကြတယ်လေအဲ့တုံးကဦးစင်ကြီးပြောတာကြားမိလို့ပါဟမ်ဒီကမမှတ်ထားတယ်ဗောဟင်းမှတ်ထားတာဗောလူဖို့ဆိုရင်တော့စားလို့ရပါမယ်ယဟန်တို့လုံးဝမတုံးဆောင်အပ်တဲ့မန်သားဆိုတဲ့အသားကြီးစင်မျိုးတဲမှာမွေသားပါတယ်ဒီကမ ဓမ္မသိအောင်ပြောရရင် လူသားဆင်သားမြင်သားခွေးသားမွေသားချင်းသေးသားကြားသားကြက်သစ်သားဝန်သားအောင်းသားတွေကို လုံးဝမသုံးဆောင်ရဘူးအာဖတ်တဲ့နဲ့တခါမှဟမ်ဒါဆိုရင်တော့သွားပါပြီတပည့်တော်မှာဥစဉ်ကြီးအတွက်ပင်ပန်းခံပြီးတော့ချက်ပြုတ်လာရတာမတတ်နိုင်ဘူးလေပြန်ယူသွားပါတခါမှအဲနောက်ပိုင်းမှာတော့ဘုဆုံမရဲ့ကြံရည်ဆိုင်မှာ ညက်နေတိုင်းထိုင်ပြီးဖုံးပေးနေတဲ့ဦးစင်တုတ်ကြီးကိုမြင်တွေ့နေရပြီးသိတ်မကြခင်မှာတော့ချွေးတလုံးလုံးနဲ့ကြံရည်ကြိတ်ရင်အချင်းအော်ဆူနေတဲ့ကိုတုတ်ကြီးကိုမြင်တွေ့ကြရပါတော့တယ်မပူပါနဲ့ဘူပါနဲ့မပူပါနဲ့ချီရဲ့ဒီတောင်ကိုမောင်ဖြူကပြပါမယ်ချီရဲ့